မင်္ဂလာပါဒီနေ့အတူတကွဆန်းစစ်ကြည့်ဖို့ရွေးချယ်ထားတာကတော့ယောမဩဝါဒစာအခန်းကြီး15ပါကျွန်တော်တို့လက်ထက်မှာ The Wise Believers ကပြုစုထားတဲ့လေးလာမှုမဆူတဲ့ရှိပါတယ်ခန်းစဉ်ကတော့စီလုံးချင်းနဲ့ဧဝံဂေလိအမှုတော်ယောမ15ပေါ့ဟွန်းဒီအခန်းကြီးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အထူးသဖြင့်ယုံကြည်သူတွေခြေကသဘောထားကွဲလည်မှုတွေမတူညီတဲ့နောက်ခံတွေကို ဘလို့စီလုံးကြီးညော့အောင်လုဆောင်မလဲဆိုတဲ့လက်တွေ့ကြတဲ့မိခေါင်းတွေကိုကိုက်တော်တာပုံပဲဒီနေ့ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ဒီမဆုတွေတဲ့ကောင်နေပေါ်လူရဲ့စီလုံးကြီးဆာရလက်တွေ့ကြတဲ့လက်ညွှတ်ချက်တွေကိုထပ်ထုတ်ပြတော်လေဒီနေ့ခဲတော်ဘလို့အတုံးဝင်နိုင်မလဲဆိုတာရှာဖွေဖို့ပါပဲဟုတ်ပါရောမစဟာကလေးရဲ့ဆည်းခန်းစလေးမှာစခဲ့တဲ့အဲ့ဒါလေအာဤသူနဲ့အာနေသူကြားကပြဒနာကိုဆက်ပြီးကင်သွေးုံတင်မကဘူးပိုကျဲပြန့်တဲ့စီလုံးချင်းခရစ်တော်ရဲ့ဆန်မူနာပြီးတော့ ပေါ်လူရဲ့ကိုယ်ပိုင်အမှုတော်မြတ်ကြီးမန်းချက်တွေအထိချိတ်ဆက်ပြသွားလာတွေ့ရတယ်။ The wise believers ရဲ့မတ်ဆို့တွေကဒီအခန်းရဲ့အဓိကအဘော်ကကိုဂျိုဆွန်းစီလုံးချင်းကနေမျော်လင့်ချက်နဲ့အမှုတော်စီတို့ဆိုတာကိုမိမောင်းထိုးပြထားတာပေါ့နော်။အေးရန်စိတ်ဝင်စားဖို့ကောင်းနေ။ကဲဒါဆိုအစားပိုင်းကနေပဲစလိုက်ကြရအောင်။အခန်းငယ်1ကနေ6အထိက အာကြည့်သူနဲ့အားနေသူအကြောင်းပေါ့။ပေါ်လူကအားကြီးကျယ်သူတွေမှာတောင်းဝန်ရှိကြလို့တံပြောပါပဲ။ အာနေဘသူတို့၏အာနေချက်တို့ကိုထမ်းရွက်ရမယ်ကိုအလိုတော့မလိုက်ရဘူးဆိုတာလေဒါစကလုံးလာယူမို့ပဲတော်တော်လေးလက်တွေမှာခက်ခဲနိုင်မယ်ကိစ္စနော် အတိအကျပဲဒါကကိုယ့်ရဲ့လူလက်ခွင့်ကိုယ့်ရဲ့အတ္တိပညာကိုယ့်ရဲ့ယတ္တိချက်တွေကိုပဲရှေ့တန်းတင်တာမျိုးမဟုတ်ပဲအတိုင်းဝိုင်းတစ်ခုလုံးရဲ့တီးဆုံမှုအထူးသဖြင့်ယုံကြည်ခြင်းမှမရင်ကျက်သေးသူတွေအဲ့ဒါလေအတ္တိလွေးနေသူတွေရဲ့အကျိုးကိုဦးစားပေးဖို့ပြောနေတာ The wise believers ရဲ့မဆုတွေက ီနေရာမှာရုံးမှာအတင်းတော်ရဲ့နောက်ခံကိုတတိပေးတယ်။အဲ့ဒီတော့ကအာကြီးသူဥမာအစားတောက်နေရနေနဲ့ပတ်သက်ပြီးလွတ်လပ်တယ်လို့ခံယူထားသူပေါ့နော်။နဲ့အားနေသူဥမာအစားတောက်ရှောင်းတာနေရဆောင်ဒီနာကိုအရေးကြီးတယ်လို့ယူဆဆဲဖြစ်သူ။အဲ့ဒီလူတွေကြားမှာတင်မာမှုတွေတကယ်ရှိခဲ့တယ်ဆိုတာလေ။ဆိုတော့ပေါလုကထန်ရွက်ဆိုတဲ့စကားလုံးကိုတုံးတာကပေါ့ပေါ့တန်တန်ကြီးစားမဟုတ်ဘူး။တကယ်ဝင်းတစ်ခုကိုကိုင်ကြီးထမ်းပေးရတယ်လို့မျိုးစေရနာနဲ့တာဝန်ယူမှုကိုဆိုလိုတာပါ။ဟုတ်ပြီ။ဒါဆိုရင်ကိုကိုကိုမနှက်သက်စေပဲ မိမိအင်းကြီးချင်းကိုသူ့ကောင်းကျိုးဖြစ်စေခြင်းကသူ့ကိုတိဆောက်စေခြင်းကနှစ်သက်စေရမယ်ဆိုတာကဘယ်လိုမျိုးလဲအမြဲတမ်းသူများအကြိုက်လိုက်နေရမှာလား The wise believers ကအဲ့ဒီပေါ်ပါထောက်ပြတာလေကောင်းတယ်မိခွန်းမမဆူရီကဒီနေရာမှာတတိပေးထားတာကနှစ်သက်စေခြင်းဆိုတာလူကြိုက်များအောင်လုပ်တာဒါမှမဟုတ်အမားကိုအမှန်လို့ပြီးပေါင်းတာမျိုးမဟုတ်ဘူးသူရဲ့ကောင်းကျိုးနဲ့တိဆောက်ခြင်းအသက်ဖြစ်ရမယ်ဆိုတဲ့အချက်ကအရေးကြီးတယ်လေဆိုလိုတာက အဲ့ဒီလူဖျားသခင်နဲ့ပုံမူယင်းနီလာဖို့ယုံကြည်ခြင်းမှာပိုရင့်ကြလာဖို့အထောက်အကူပြုတဲ့နီးလန်းနဲ့သူကိုချင်းကပ်ရမယ်လက်ခံရမယ်ဆိုတာပဲอืมတခါလေတကောက်ကိုအခွင့်အရေးကိုတော့ဆွန့်လွတ်ဖို့လိုအပ်နေတယ်ပေါ့အဲ့ဒီကိုကျိုးဆွန်ချင်းရဲ့အမျက်ဆုံးပုံတဲတဲကိုအခန့်ငယ်သုံးမှတန်းညွှန်းလိုက်တာပဲခရစ်တော်သည်ကိုအလိုဆိုမလိုက်ဘူးကိုတော်ကိုကဲ့ရဲ့သို့သူတို့ဤကဲ့ရဲ့ခြင်းဝေချမ်းကိုတော်ဖို့သူရောက်ပါ၏ဆိုပြီးချမ်းစကားကိုကိုးကားတယ်ဒါက တော်တော်လေးအားပါတဲ့အချက်ပင်နော်ဟုတ်ပါတယ်ခရစ်တော်ရဲ့အသက်တာတစ်ခုလုံးကဒီမှုကိုတက်စေခံနေရလေသူဟာဖျားသခင်နဲ့တန်းတူဖြစ်ပေမဲ့ကိုကိုကိုနှိမ်ချပြီးလူသားလေးရဲ့ကောင်းကျိုးအတွက်ဖျားရဲ့အစီအစဉ်ပြည့်စုံမှုအတွက်အဆက်ကွဲခြင်းပြည့်တင်ရှုံချခြင်းတွေကိုခံယူခဲ့တယ်ဒါကြောင့်ပေါလုကတာကိုအမြင့်ဆုံးဆန့်ဖြစ်တင်ပြပြီးအာဂျီတူတွေကိုအတူယူဖို့တိုက်တွန်းနေတာ။ဒါကစိတ်ပိုင်းဆိုင်ရာတသက်မဟုတ်ဘူး။လက်တွေ့အနစ်နာခံမှုပြောနေတာ။ပြီးတော့အခန်းငယ်လေးမှာ ကျန်းစာရေးအခမ်းကဏ္ဍကိုထည့်ပြီးတော့တယ်ဒီလိုအချင်းချင်းတီးခံဖို့ကိုကျိုးဆုံးဖို့ခွန်အားတွေဘယ်ကရမလဲဆိုတော့ဟင်ကျန်းစာကနေရတယ်ပေါ့ငါတို့ဒီကျန်းစာ၌ပါသောတီးခံခြင်းတက်တာခြင်းအကြောင်းများအပြင်မျိုးလင့်ရသောအခွင့်ရှိစေခြင်းကကျန်းစာ၌အထက်ကရေးထားသည်များသည်ငါတို့ကိုဆွေးမဩဝါဒပေး၍ရေးထားသည်ဒီအချက်ကို The Wise Believers မဆူဒီကဘလို့အလေးပေးထားလဲ မဆုတွေကဒီအခန်းငယ်ကို မျော်လင့်ခြင်းရဲ့ကြောက်စုလို့တင်စားထားတယ်။ဆိုလိုတာကခက်ခဲတဲ့အချိန်ဒီအထူးသဖြင့်လူတွေနဲ့ဆက်ဆံရေးမှာစိတ်ရှည်ဖို့ကိုကြိုးစွန့်ဖို့လိုအပ်လာတဲ့အခါကျန်းစာတွေကဖျားသခင်ရဲ့ဂတိတော်တွေသူ့ရဲ့စိတ်ရှင်မှုနှစ်သိမ့်မှုပုံသက်တွေတွေကကျွန်တော်တို့ကိုဆက်ပြီးစူးစမ်းစေဖို့ခွန်အားအဲ့ဒါလေတီးခံခြင်းနဲ့စိတ်သက်သာမှုတက်တာခြင်းကိုပေးတယ် အဆုံးစွန်မှာတော့ဒီရတဲ့အားလုံးကကျွန်တော်တို့ရဲ့မျောလင့်ခြင်းကိုခိုင်မာစေတာပေါ့ဖျားသခင်ဟာသူ့ရဲ့ကတိတော်အတော်ရဲ့အရာအားလုံးကိုကောင်းသောအဆုံးသူပို့ဆောင်ပေးလိမ့်မယ်ဆိုတဲ့မျောလင့်ချက်ပေါ့ဒါကြောင့်အခန်းကြီးငါးနဲ့ချုံမှာ ပေါ်လူကဆူတောင်းပေးတာကိုတင်တို့ဒီသခင်ယေရှုခရစ်၏ခမီးတော်တည်ဟူသောဖျားသခင်ကိုဒီညီတညွတ်ဒီတတန်ဒီဖြင့်ချီးမွမ်းစေခြင်းကခရစ်တော်ရဲ့စိတ်တော်အတိုင်းအချင်းချင်းစိတ်တညီတညွတ်ဒီရှိဖို့ဆူတောင်းတယ်ဒီတညီတညွတ်ဒီတတန်ဒီဖြင့်ချီးမွမ်းခြင်းဆိုတာကစီလုံးချင်းရဲ့အန်တီမယီမန်းချက်လို့ပြောနိုင်မလားအတိကြပဲဟုတ်တယ်စီလုံးချင်းဆိုတာအချင်းချင်းတင့်မြတ်ယုံဟုတ်ကဲ့တတ်တယ်မဟုတ်ဘူးလေ ပေါလုရဲ့အမြင်မှာစီလုံးချင်းအမြင့်ဆုံးဖော်ပြမှုကဖျားသခင်ကိုအတူတကွချီးမွမ်းကွယ်ကွယ်ရင်းပဲအတန်ကွဲပြားမှုတွေသဘောထားကွဲလွဲမှုတွေရှိနေရင်အဲ့ဒီလိုစစ်မှန်တဲ့တင်ညီတင်ညူတီချီးမွမ်းခြင်းမျိုးဖြစ်လာမှာမဟုတ်ဘူး။ဒါကြောင့်အားနေသူကိုထမ်းရွက်တာ၊ကိုကျိုးစွန့်တာ၊ခရစ်တော်ကိုအတူယူတာတွေအားလုံးကဒီပုံချီးမွမ်းခြင်းဆိုတဲ့ပန်းတိုင်စီကိုဥတည်နေတာပါ။ဟုတ်ပြီ။အဲ့ဒီစီလုံးချင်းကောင်းဆပ်ကိုပေါလုကတော့ not a sink တပီပိုချေပြန့်တဲ့အိုးဆူစီယူသားပြန်တယ် အခန်းငယ်9ခုခနဲ့73မှာပေါ့ခရစ်တော်ကကျွန်တော်တို့ကိုလက်ခံတယ်လို့အချင်းချင်းလက်ခံကြဖို့တိုက်တွန်းတယ်ဒီနေရာမှာအားကြီးသူအားနည်းသူတွေမကတော့ဘူးဟုတ်မှန်ပါတယ်ဒီအပိုင်းကရိုမအသင်းတော်မှာရှိနေတဲ့နောက်ထပ်အရေးကြီးတဲ့ကွဲပြားမှုတစ်ခုဖြစ်တဲ့အဲ့ဒါလေဂျူးလူမျိုးယုံကြည်သူတွေနဲ့တပါးမျိုးသားဂျူးမဟုတ်သူယုံကြည်သူတွေကြားကဆက်ဆံရေးကိုကင်တွဲတာအခန်းငယ်ခွလက်ကခရစ်တော်ဒီဖျားသခင်ကြီးဘုန်းတော်ထင်ရှားစေခြင်းက ငါတို့ကိုလက်ခံတော်မူတကယ်တော့တင်းတို့ဒီတယောက်ကိုတယောက်လက်ခံကြလောဆိုတာကအဓိကလမ်းညွှန်ချက်ပဲ။ဘာကြောင့်လက်ခံရမှာလဲဆိုတော့ခရစ်တော်ကလက်ခံခဲ့လို့ဘလို့လက်ခံခဲ့ရလဲ။အဲ့ဒါကိုအခန်းငယ်၈နဲ့ကိုယ်မှရှင်းပြတာလား။စိတ်ဝင်စားဖို့ကောင်းတယ်။ခရစ်တော်ရဲ့အမှုတော်ကနှစ်ဖက်လုံးအတွက်အဖြစ်တယ်ဆိုတဲ့သဘောမျိုး။ဟုတ်တယ်။ပေါလုကခရစ်တော်ရဲ့အမှုတော်ကိုနှစ်ပိုင်းခွဲပြီးတင်ပြတယ်။ပထမဂျူးတွေအတွက်ငယ်ရှိ ခရစ်တော်ဟာအယေဖျာလီကျင်းတရားကိုခံတော်သူတို့ရဲ့အမှုကိုဆောင်နေ။ဘာကြောင့်လဲဆိုတော့ဖျားတခင်ကဂျူးတွေရဲ့ဘူပေအာဗြဟံဣဇက်ယာကုပ်တို့ကိုပေးခဲ့တဲ့ကတိတော်တွေကိုမပြည့်စေဘဲအတိဖြုတ်ဖို့ပဲ။ဒါကဖျားတခင်ရဲ့တစ္ဆာတရားလို့ပြရတယ်။ဒုတိယတပါမျိုးသားတွေအကငယ်ကို ူတို့ကတော့ဖျားပခင်ရဲ့ကရုဏာတော်ကြောင့်ဖျားကိုချီးမွမ်းခွင့်ရကြတယ်။သူတို့အကကတိတော်မရှိခဲ့ပေမဲ့ဖျားရဲ့မဟာကရုဏာကသူတို့ကိုပိုင်လက်ခံတယ်။ The wise believers မဆိုတွေကဒီနေရာမှာပေါ်လူဟာဓမ္မဟောကျမ်းကိုဘလုံးကျွမ်းကျင်လဲဆိုတာပြတယ်လို့ဆိုရဲ။သူကဒီတပားမျိုးသားတွေပါဝင်လာမယ်ဆိုတာဓမ္မဟောထဲမှာကြိုးပြောထားပြီးသားဆိုတာကိုအင်းရဆန်လန်ကျမ်းတရားဟောရကျမ်းဟေရှာယကျမ်းနေနေနဲ့အခန်းငယ်9နဲ့10အထိဆက်တိုက်ကိုးကားပြီးတည်တည်ပြတော့တယ်။ဟောကလက်ခံတယ်ဆိုတာကအဲ့ဒီအခက်အသိန်းတော်အတွက် ဘလောက်တော်လန်တဲ့အတွေးခေါ်ထစ်ခဲ့မလဲဒီနေ့အတင်းတော်တွေမှာရှိနေတဲ့လူမျိုးရေးယဉ်ကျေးမှု နောက်ခံကွဲပြားမှုတွေအတွေ့ရောဘာတရင်စကားပြင်းနေတယ်လဲတော်ကဒီလိုအကြီးအကျယ်ကွဲပြားနေတဲ့အုပ်စုနှစ်ခုကိုသူအားဖြင့်တလုံးတော်တဲ့ဖြစ်စေခဲ့တဲ့ဆိုရင်အတင်းတော်တွေကထခြားကွဲပြားမှုတွေဥပမာလူမှုအစဉ်အတန်ပင်တိုင်းရေးအချင်းနိုင်ငံရေးအမြင့်စသဖြင့်ပေါ့နော်အဲ့ဒါတွေကိုလည်းကြော်လွားပြီးအချင်းချင်းလက်ခံဖို့ဖြစ်နိုင်ရမယ် ဖြစ်တဲ့ဆိုတဲ့သဘောပဲဒီလိုလက်ခံခြင်းကကိုတော်ရဲ့အမှုကိုထင်ဟပ်စေပြီးဖရာရဲ့ဖုံးတော်ကိုထင်ရှားစေတယ်ဒါကြောင့်ငယ်ဆက်သွမ်းမှာပေါ်လူကအားလုံးနဲ့ဆူတောင်းပေးတာပေါ့တင်တို့ဒီတန်ရှင်တော်ဥညင်တော်ဤထံခွာအဖြစ်မျိုးလင်းချင်းများပြားစေခြင်းကမျိုးလင်းချင်းဤအရှင်ဖရာသခင်ဒီတင်တို့ယုံကြည်သောအားဖြင့်ဝမ်းမြောက်ခြင်းငြိမ်းသက်ခြင်းအမျိုးမျိုးတို့နဲ့ပြည့်စုံစေတော်မူပါစေတော့ဒီဝမ်းမြောက်ခြင်းငြိမ်းသက်ခြင်းမျိုးလင်းခြင်းတွေဟာဒီလိုလက်ခံခြင်းနဲ့စီလုံးခြင်းရဲ့အတိပွင့်တွေပဲကောင်းလေတဲ့ အခုဒီကျွန်တော်တို့ဆွေးနွေးခဲ့တာကအတင်းတော်အတွေ့ကစီလုံးချင်းနဲ့လက်ခံချင်းအကြောင်းတွေပေါ့အခုခန်းငယ်၁၄ရက်နေ့စပြီးပေါ်လူကသူ့ရဲ့ကိုပိုင် အမှုလုံးဘက်ကိုရောက်လာတယ်။ယောမယုံကြည်သူတွေကိုသူ့ဘာကြောင့်ဒီစာကိုရေးရတယ်လဲသူ့ရဲ့အမှုတော်မှာသူတို့ဘလို့ပါဝင်နိုင်မလဲဆိုတာတွေကိုရှင်းပြတယ်။ဟုတ်ပါတယ်။ပေါ်လူကအရန်တန်တမန်နီးကြပါတယ်။သူကယောမယုံကြည်သူတွေကိုအញ្ញံချီးကျူးတယ်လေ။သူတို့မှာကောင်းတော့အရာတို့နဲ့ပြည့်စုံလျက် အရာရာတို့ကိုတိတော်ညံနဲ့ပြေဆုံး၍အချင်းချင်းတယောက်ကိုတယောက်ဆုံးမချင်းကတတ်နိုင်ကြတယ်ဆိုတာသူယုံကြည်တယ်လို့ဆိုတယ်ဒါပေမဲ့သူကဖယားသခင်သူ့ကိုအနင်းထားတဲ့အထူးတာဝန်ကြောင့်သူတို့ကိုတတိပိန်နိုးဆိုတဲ့အမည်နဲ့ရေးတာပါလို့ရှင်းပြတယ်။အဲ့ဒီအထူးတာဝန်ဆိုတာကိုသူကအခန်းငယ်16မှာတတော်လေးလေးနက်တဲ့စကားလုံးတွေနဲ့ဖော်ပြထားတယ်။ငါသည်တန်ရှင်သောဝိညာဉ်တော်အားဖြင့်တန်ရှင်၍ နှစ်သက်ပွဲသောပူဇော်တကာဒီဟုသောတပားအမျိုးသားတို့ကိုပူဇော်နိုင်မိအကြောင်းဖိယသခင်၏ဧဝံဂေလိတရားကိုယေပရောဟိယ၌ဆောင်ရွက်လျက်တပားအမျိုးသားတို့တွင်ယေရှုခရစ်၏အမှုဆောင်ဖြစ်စေခြင်းကဆိုပြီးတော့လေယေပရောဟိပူဇော်တကာဆိုတဲ့အထုံးနှုံးတွေကဘာကိုဆိုလိုချင်တာလဲ The wise believers မဆူရယာဘာပြောလဲမဆူရတွေကဒီအထုံးနှုံးတွေရဲ့နောက်ခံကိုရှင်းပြထားတယ် ိုလူဟာသူ့ကိုယ်သူဓမ္မဟောင်းယပုရောဟိတယောက်လို့သဘောထားနေတာယပုရောဟိကလူတွေရဲ့ပူဇော်တကားကိုဖျားသခင်ရှိယူဆောင်လာရတယ်လို့ပဲပေါ်လူကလည်းတပါးမျိုးသားယုံကြည်သူတွေကိုတန်ရှင်းသောဝိညာဉ်တော်ရဲ့တန်ပိုးနဲ့တန်ရှင်းစီပြီးဖျားသခင်နှစ်သက်လက်ခံမဲ့အသက်ရှင်သောပူဇော်တကားဖြစ်ဖျားစီဆက်ကနေတယ်လို့ဆိုလိုတာဒါကသူ့ရဲ့တပါးမျိုးသားလီစီအေဝံဂေလိဟောပြောခြင်းဟုံးမတော်ဟာဘလောက်မြင့်မြတ်ပြီးဖျားသခင်ရဲ့အစီအစဉ်မှာအရေးပါတဲ့အစိပ်ပိုင်းဖြစ်တယ်ဆိုတာကိုပြနေတယ် သူ့အလုတ်ကလူစုယုံအတင်းတော်ထောင်ယုံမို့ပဲဖျားလက်ခံနိုင်တဲ့ဝိညာဉ်ရေးရာပူဇော်တကားကိုပြင်ဆင်ပြီးနေတာဟုတ် ဒါသူ့အမှုတော်ကိုမြင်တဲ့အမြင်ကိုတော်တော်လေးမြင်တင်ပေးလိုက်တာပဲသူရဲ့လှုပ်ဆောင်မှုတွေကိုလည်းအခန်းငယ်၁၈မှာပြောထားတယ်သူကခရစ်တော်လေးတပါးမျိုးသားသူ့ကိုနှုတ်နှင်ခတ်တော်စကားအဖြစ်၎င်းအကျင့်အဖြစ်၎င်းနားထောင်စေခြင်းကငါအဖြစ်ပြုတော်မူသမျှအကြောင်းကားလွဲပြီးဘာမှမပြောဖို့မှုဆိုတဲ့ပြီးတော့နိမိတ်လက္ခဏာအံပွေတော်အမှုတွေနဲ့ဝိညာဉ်တော်တန်ခိုးတွေနဲ့ဒီအမှုတော်ကိုအတည်ပြုခဲ့တယ်ဆိုတာပြောထားတယ်ဟုတ်တယ် သူကသူ့ရဲ့အောင်မြင်မှုတွေကိုကိုယ်ကောင်အတွက်မသုံးဘူးခရစ်တော်သူ့အားဖြင့်လှူဆောင်တာကိုပဲအတင်းမှပြုတယ်ပြီးတော့သူ့ရဲ့ဖရီဝင်အတိုင်းတာကိုလည်းပြောတယ်ဂျေရုရှလင်မြို့ကစပြီးပတ်ဝန်းကျင်ရက်တည်သားတယ်อืมအီလိုရီပီတိုင်အောင်ခရစ်တော်ရဲ့ဧဝံဂေလိတရားကိုအကုန်အစင်ဟောပြောခဲ့ပြီးပြီဆိုပြီးဒီနေရာမှာကျွန်တော်တကယ်သရောကြမိတာက ခန့်ငယ်29ကမှာပါတဲ့သူ့ရဲ့ဧဝံဂေလိမဟာဗျူဟာပဲထို့သောခရစ်တော်၏နာမကိုမကြားဘူးသောအယတ်၌ဧဝံဂေလိတရားကို ဟောခြင်းကစေတနာစိတ်ရှိသူ့ချွေအခြားသူတည်သော တိုင်းမအပေါ်၌ငါသည်ထပ်၍မတည်မဆောက်ဘူးတဲ့ထိုသခင်၏အကြောင်းကိုမကြားဘူးသောသူတို့သည်မြင်ကြလိမ့်မည်ထိုသခင်၏အကြောင်းကိုနားမလဲသောသူတို့သည်နားလဲကြလိမ့်မည်ဟုကျမ်းစာလာသည်နှင့်အညီဖြစ်သည်ဒါကတော်တော်လေးပြတ်သားတဲ့ရည်မှန်းချက်ပဲ ဒါကပေါလုရဲ့တမန်တော်အမှုတော်ရဲ့အမတ်လက္ခဏာတစ်ခုပဲလေ။သူကရှိပြီးသားအသင်းတော်တွေကိုသွားပြီးအချင်းကုန်နေတာမျိုးထက်ဧဝံဂေလိမရောက်သေးတဲ့နေသက်တွေကိုသွားဖို့အမြဲဥစားပေးတယ်။ရှေ့ဆောင်လမ်းပြ pioneer လုပ်ငန်းကိုသူအရန်စီအားထက်သန်တယ်။ The wise believers မချိုတွေကဒါကိုနေချမဲ့အမှုတော် frontier mission လို့ခေါ်ပြီးပေါလုရဲ့စိတ်ချမှာလောကကြီးရဲ့အဆုံးစွန်ထိဧဝံဂေလိရောက်ရှိရတဲ့အတွက်အရေးတကြီးခံစားချက်ရှိနေတယ်ဆိုတာကိုပြတယ်လို့သုံးသပ်ထားတယ်။အဲ့ဒီစိတ်သက်ကြောင့်ပဲသူရောမာကိုမရောက်နိုင်သေးတာဆိုပြီးအခန်းငယ်20မှာရှင်းပြတယ်အခုတော့သူတို့အဆီဇင်ဆွဲနေပြီဂျေရုဆလင်ကိုအရင်သွားမယ် အဲ့မှာမက်ကီဒိုနီးယားနဲ့အခါရပြည်ကယုံကြည်သူတွေစုထားတဲ့အလူငွေကိုဂျေရုဆလင်ကဆင်းရဲတဲ့ယုံကြည်သူတွေစီပို့ပေးမယ်။ပြီးရင်ရိုမကိုဝင်လည်မယ်။အဲ့ဒီနေမှာသူ့ရဲ့အန်ဒီမာပန်းနိုင်တစ်ခုဖြစ်တဲ့စပိန်ကိုဆက်သွားမယ်။ရိုမယုံကြည်သူတွေသူ့ကိုစပိန်ခီးစဉ်တော့ကူညီပံ့ပိုးစေချင်တယ်လို့ဆိုထားတယ်။ဒီခီးစဉ်စီစဉ်တာပိုးလို့ရဲ့ကဘာအမြင် World View နဲ့သူ့ရဲ့ဖို့တော်ရဲ့ဂျေပြိုင်မွေးကိုပြတယ်။သူက data တစ်ခုတည်းမှအခြေစိုက်နေတာမဟုတ်ပဲဖျားရဲ့နိုင်ငံတော်တိဆောက်ရေးအတွက်မဟာဗျူဟာကြကြလှူရှားနေတာ။ ဂျေရုရှလင်ကိုအလူငွေသွားပေါ်တာကလည်းတပားမျိုးသားအသင်းတော်တွေနဲ့ဂျူးအသင်းတော်မိခင်အသင်းတော်ကြားကစီးလုံးရှင်နဲ့ပြန်လည်ပြီးခေါ်မှုကိုလက်တွေ့ပြတာပဲ။သူကယောမအသင်းတော်ကိုဒီကဘာလုံးဆိုင်ရအမှုတော်မှာအရေးပါတဲ့အခန်းကဏ္ဍကလေးပါဝင်စေခြင်းနဲ့သူရဲ့ကြီးမားတဲ့အစီအစဉ်တွေပျောက်တည်တဲ့နောက်မှာအခန်းငယ်30ကနေ30နှစ်မှာသူကရောမယုံကြည်သူတွေကိုသူ့အတွက်ဆုတောင်းပေးဖို့အရန်ကို နှိမ်ချစွာနဲ့တောင်းဆိုတယ် ငါနဲ့အတူကြိုးပမ်း၍ငါအဖို့ဖျားသခင်ကိုဆုတောင်းကြလို့တိုက်တွန်းတယ်။တိတိကျကျဆုတောင်းခိုင်းတာကနှစ်ချက်ဂျူဒာပြည်ဂျေရုဆလင်မှာရှိတဲ့မယုံကြည်သူတွေရဲ့ဘေးရန်ကနေလွတ်မြောက်ဖို့ရဲ့သူယူသွားတဲ့အလူငွေကိုဂျေရုဆလင်ကယုံကြည်သူတွေဝမ်းမြောက်စွာလက်ခံဖို့ရဲ့ဤဆုတောင်းချက်တောင်းဆိုမှုကတမန်တော်ဤပေါလုလိုလူတော်မှ သူ့ရဲ့အမှုတော်အောင်မြင်မှုနဲ့သူ့ရဲ့လုံခြုံရေးအထွတ် တခြားယုံကြည်သူတွေရဲ့ဆုတောင်းခြင်းကိုဘလောက်အားကိုးတယ်ဆိုတာကိုပြတယ်။အမှုတော်ဆိုတာတယောက်ခဲလုံလို့ရတာမဟုတ်ဘဲအချင်းချင်းပံ့ပိုးကူညီမှုအထူးသဖြင့်ဆုတောင်းခြင်းအပြင်ပံ့ပိုးမှုလိုအပ်တယ်ဆိုတာသူနားလဲတယ်။သူ့ရဲ့အနာဂတ်ခရီးယောမန်စပိန်ပေါ့အဲ့လာကဒီဂျေရုဆလင်ခရီးစဉ်အောင်မြင်မှုအပေါ်မှာမူတည်နေရလို့သူမြင်တယ်။ The wise believers ကဒီနေရာမှာကြိုးပမ်းရွတ်ဆုတောင်းခြင်း agonizing prayer ဆိုတဲ့စကားလုံးကပေါ်လူရင်ဆိုင်ရမယ့်အန်ဒီရီရဲ့ပြင်းထန်မှုနဲ့ဆူတောင်းခြင်းရဲ့အရေးတိကြီးဖြစ်မှုကိုဖော်ပြတယ်လို့ထောက်ပြထားတယ်။အဆုံးသတ်အခန်းငယ်33မှာတော့ငြိမ်သက်ခြင်းဤအရှင်ဘုရားသခင်သည်တနောရှိသူများနဲ့အတူရှိတော်မူပါစေတော့အာမင်ဆိုတဲ့ကောင်းချီးပေးဆူတောင်းတဲ့ညီကုန်းချူထားတယ်။ ဟုတ်ကဲ့ဒီကောင်းကြီးကရှေ့မှာပြောခဲ့တဲ့အန်ဒီရီစင်ခေါ်မှုတွေချာမှာဘုရားသခင်ရဲ့ညင်တဲ့ချင်းကသာအဓိကဆိုတာကိုပြန်အမှတ်ရစေတယ်။အဓိကလက်တွေ့ကျစင်ကျင်စရာချက်တွေကဘာတွေဖြစ်မလဲ။မဆုတွေကနေအဓိကစင်ကျင်စရာ၄ချက်ကိုကောင်းလုပ်လို့ရပါတယ်။ပထမတစ်ချက်ကတော့ခရစ်တော်ရဲ့ကိုကျိုးမငဲ့တဲ့စံနမူနာတိုင်းအသက်ရှင်ခြင်းမှာကျွန်တော်ရဲ့အသက်တာမှာကိုယ်အခွင့်အရေးကိုယ်အကြိုက်ကိုယ်လိုထားနေကိုပဲရှေ့တန်းတင်နေမလား။ ဒါမို့ခရစ်တော်လိုပဲအတိုင်းဝန်ရဲ့အကျိုးအားနည်းသူတဲ့ဒီဆော့မို့လို့ရှေ့ရှုပြီးကိုကျိုးစွန့်ဖို့သူတို့ရဲ့ဝန်ကိုကုထမ်းဖို့စံတရှိမလားဆိုတာကိုအလေးနဲ့ဆင်ကြရမယ်စစ်မှန်တဲ့ခရစ်နဲ့အသက်တာကကို့အတွက်မဟုတ်ပဲသူတို့ဘာအတွက်ဖြစ်တယ်ဆိုတာပေါ့ဒါကတကယ်ကို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 ပြန်စစ်ဆေးရမယ့်အချက်ပဲဟုတ်တယ်ဒုတိယအချက်ကတော့ဒုတိယအချက်ကကျန်းစာထဲမှာမျောလင်းခြင်းကိုချဖွေခြင်းဖြစ်ပါတယ်ဘဝမှာအခက်အခဲတွေစိတ်ပျက်စရာတွေအချင်းချင်းသဘောမတူညီမှုတွေကြောင့်အာရုံတဲ့အခါ ျမ်းစာကပေးတဲ့ဒီခန့်ချင်းနသိမ့်ချင်းနေရကျွန်တော်ကိုဆက်လျောက်ဖို့ခွန်အားပေးတယ်။ဖရာတခင်ရဲ့နှုတ်ကပတ်တော်ကိုမှန်မှန်ဖတ်ရှု လေးလာစင်ချင်းချင်းကကျွန်တော်ရဲ့မျော်လင့်ချင်းကိုအမြဲတဝင့်လို့ရှားစေပြီးအခက်အခဲတွေကိုကြော်လွှားနိုင်တဲ့ခံနိုင်ရည်ကိုပေးလေ။ဒါကိုကျွန်တော်တကယ်အသုံးချရလားဆိုစဉ်းစားရမယ်။တတိယချက်ကတော့အချင်းချင်းလက်ခံခြင်းနဲ့သက်ဆိုင်မယ်ထင်တယ်။ဟုတ်ဟုတ်ပါတယ်တတိယချက်ကယုံကြည်သူအလုံးကိုခရစ်တော်လိုလက်ခံခြင်းပါ။ အတင်းတော်ထဲမှာဓမ္မကျွန်တော်ရဲ့ခရစ်စတန်အတိုင်းဝိုင်းထဲမှာလူမျိုးယဉ်ကျေးမှုနောက်ခံ အမင်းအာယမှုအာနေမှုစတဲ့ကွဲပြားခြားနားမှုတွေငြားရှိနိုင်တယ်။ခရစ်တော်ကအားလုံးကိုဖျားပုံးတော်အတွက်လက်ခံခဲ့တယ်လို့ပဲကျွန်တော်တို့လည်းဒီကွဲပြားမှုတွေကိုအတားဆီးဖြစ်မမီပဲဖျားရဲ့ခြေပြန်းတဲ့မိသားစုရဲ့လာပမှုကိုဖြစ်ရှုမိပြီးအချင်းချင်းစစ်မှန်စွာလက်ခံချစ်ခင်စီးလုံးကိုကြိုးစားရမယ်။ဒီလိုစီးလုံးခြင်းကလောကကိုဖျားရဲ့မိသားစုကိုပြသတဲ့အကောင်းဆုံးသက်သက်ခံချက်တစ်ခုပဲလေ။နောက်ဆုံးစစ်တုထအချက်ကတော့ ဘောလူရဲ့အမှုတော်စေတန်နဲ့စစ်ဆန်နေမှာပေါ့အတိကြပါပဲသတုဒ္ဒချက်ကဧဝံဂေလိအမှုတော်ရဲ့ရည်ရွယ်ချက်နဲ့စိတ်အားထက်သန်မှုကိုမွေးမြူခြင်းဖြစ်ပါတယ်။ပေါလုလိုပဲကျွန်တော်တို့လေကိုယ့်ရဲ့တက်တောင့်တတရုပ်ဝန်း comfort zone ထဲမှာပဲခြေနဲ့မနေပဲခရစ်တော်ကိုမတိသေးသူတွေစီဧဝံဂေလိတည်င်းကောင်းရောက်ရှိဖို့ဘလို့ပါဝင်နိုင်မလဲဆိုတာကိုစဉ်းစားရမယ်။ ဒါကအဝေးကြီးကိုသွားမှမဟုတ်ဘူးကိုပေါဝင်းချင်းကိုအလုခွင်ကိုမိသားစုထဲမှာလည်းဖြစ်နိုင်တယ်အထီးကကပေါလို့လို့ပဲဖီးယားသခင်ရဲ့ဘုံထင်ရှားဖို့လူတွေဖီးယားကိုတိကျွမ်းလာဖို့ဆိုတဲ့ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့အသက်ရှင်ဖို့အမှုတော်မှာကိုတတ်နိုင်တဲ့အပိုင်းကနဲ့စိတ်အားထက်သန်စွာမဟာဗျူဟာကြကြပါဝင်ဖို့ဖြစ်ပါတယ်ဒီအချက်၄ချက်လုံးကဒီကေကိုလက်တွေ့ကြပြီးစဉ်းစားစရာတွေအများကြီးပေးပါတယ်ကိုကျွတ်စွန်မှုစံစာကိုအာကုံမှု လက်ခံစီလုံးမှု ပြီးတော့အမှုတော်မှာပါဝင်မှုဒါတွေအားလုံးကချိတ်ဆက်နေတယ်လို့ပဲနော်တိချပါတယ်တခုကိုလောက်ဆောင်ခြင်းကနောက်တခုကိုအားဖြစ်ပေးတယ်စီလုံးခြင်းရှိမှအတူတူကထိရောက်တဲ့အမှုတော်ကိုဆောင်ရွက်နိုင်မယ်ကိုကျိုးဆွတ်နိုင်မှစီလုံးခြင်းတိဆောက်နိုင်မယ်อืมကျန်းစာခွားယူမှဒီအရေအတွက်ခံနိုင်ရရှိမယ် ကောင်းပါပြီ။ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ယောမအခန်းကြီး15ကို The Wise Believers ရဲ့မဆူရဲကိုအခြေခံပြီးလေ့လာဆန်းစစ်ခဲ့ရမှာအဓိကထင်ရှားလာတဲ့အနည်းချုပ်ကတော့ခရစ်တော်ရဲ့ကိုကြိုးစွန့်မှုနဲ့အားလုံးကိုလက်ခံမှုကိုစံထားပဲစစ်မှန်တဲ့စီးလုံးညွညွခြင်းဟာကျမ်းစာကပြတဲ့မျောလင့်ခြင်းနဲ့ပြည့်ဝပြီ။ဖျားတခင်ရဲ့ဘုန်းတော်အတွက်ယူရချက်ရှိရှိအသက်ရှင်တဲ့အမှုတော်စီကိုဥတည်တော်ဆေးတဲ့ဆိုတာပါပဲ။ ဒီဆွေးနွေးချက်တွေအားလုံးကိုပြန်တုံးတက်ရင်းနဲ့နားထောင်နေသူတွေကိုဒီလိုမေးခွန်းလေးတစ်ခုနဲ့ခြံထားခဲ့ခြင်းပါတယ်။ဒီတပတ်တွင်းမှာကိုနဲ့သဘောထားမတိုက်ဆိုင်တဲ့ဒါမှမဟုတ်ကိုထင်မြင်ယူဆတဲ့ယုံကြည်သူတဦးဦးရဲ့အားနည်းချက်ကိုထမ်းရွက်ခြင်းအပြင်စီးလုံးချင်းကိုတိဆောက်ဖို့ဖရာတခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဘလို့လက်တွေ့ကြတဲ့ခြေလန်းတစ်ခုကိုလှမ်းကြည့်နိုင်မလဲ။ဒါကအချိန်ပေးတာနားထောင်ပေးတာ ကိုမင်းကိုခဏဘေးဖက်ပြီးသူရှုထောင့်ကိုနားလဲပေးဖို့အကျိုးစားတာမျိုးထင်နိုင်ပါတယ်လေ။စင်စားဖို့အတွက်တကယ်ကောင်းတဲ့မိခုမှာပဲ။ဒီနေ့ကျွန်တော်တွေလေ့လာဆန်းစစ်မှုဟာ The Wise Believers ကပြုစုထားတဲ့ယောမအခန်းကြီးစင်္ဃဆိုင်ရာမတ်စုနဲ့အချက်လက်တွေကိုအခြေခံထားတယ်ဆိုတာထက်လွန်းသတိပေးလိုပါတယ်။ဒီကြောင့်အားတွေကိုအတူတကွာစိတ်ဝင်စားဆွေးနွေးဖို့ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။